ေယုံတရုံမှာမွေးကစားမွေးကင်းစားကလေးနှုတ်လုံခဲ့တဲ့နှစ်ပေါင်း60လောက်ကအလဲခံလိုက်ရတဲ့သူဖြစ်ပြီးအလဲခံရတဲ့သူတွေဟာနှစ်ပေါင်း60ကြာမှအဖြစ်မှန်ကိုသိခဲ့ရတယ်ဆိုပါလိမ့်အလဲခံလိုက်ရတာတတိသားပါတတိသားဟာစင်ရဲသားကုံကားမောင်းသူဖြစ်အသက်60ထိဖြတ်တန်းခဲ့ရပါလိမ့်သူမိခင်ကတနာပြည့်ဆီယမအိုကြီးချိုးပြီးခလေးကိုပေးလိုက်ရက ပြန်လာတော့မှားပါလာတာပါ ဒီဖြစ်စဉ်တွေက1953မှာဖြစ်ခဲ့တဲ့တနာစရာဖြစ်ဖြစ်ပါ2009ခုနှစ်ရောက်မှာပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။စေသားအင်္ဂလာရဲ့ခလီဟာချမ်းသာတဲ့မိသားစုကို ရောက်သွားပြီးသူကအဲ့ဒီမှာသားကြီးဆုံးမှာကုမ္ပဏီရှယ်ယာတွေကိုညီငယ်သုံးယောက်နဲ့တူပိုင်ပါလေ။မိခင်ဆုံးတော့သူကအမေဝေစုကိုယူတယ်ပြောတော့ငါအကိုကြီးမို့အဖေကိုဆောင်းရှောက်ရမယ်ဆိုပေမဲ့ဖခင်ကိုလူအုံလုံးပို့ခဲ့ပါတယ်။ ညီငယ်တွေအားသူတို့ကိုကြီးဖခင်ပေါ်ပြုမှုဆက်ဆံတာတွေကိုအရင်ကတည်းကမသင်ကြပါဘူး။ဒီနေ့သူတို့ကိုတောက်တဲ့ slave fancy gun ကိုယူပြီး DNA စစ်ကြည့်ခိုင်းရဒီလူဟာသူတို့မိသားစုနဲ့လုံးဝမသက်ဆိုင်ဘူးဆိုတဲ့ဖြေရသွားပါလိမ့်။အမေမဆုံးငယ်ပြောဘူးတာကတာကြီးမျိုးတို့ကရေချိုးဖို့တူနာပြုတ်ကိုခိုင်းခဲ့ရမှာအပြန်မှာခလေးအင်ကြီးမတူတော့တာကတတိထမထတတိထမိပါလိမ့်။ဒါနဲ့အဲ့ဒီအစိုးကိုသွားငွေစင်းတွေရှာတော့ခလေးချင်းလွဲတာပေါ်ပါလိမ့်။ အလဲခံခဲ့ရတဲ့သူတို့အကိုအစ်စ်ဟာငယ်ဘဝကိုလျှက်စစ်မိတော့မရှိတဲ့အိမ်မှာနေပြီးစာအုပ်ခက်ခဲတင်ခဲ့ရပါတယ်မိဘရင်ဘသူလဲဆိုတာပြီးတော့မိဘတွေကသိကုန်ကြပါပြီသူဟာကလေးချင်းလဲပေးလိုက်တဲ့စင်းကို ရောချင်းငွေရမ်း38တန်းတောင်းကမှုဖွင့်ပြီးတရားဝန်ကသူ့ကိုအနိုင်ပေးခဲ့ပါတယ်မကြခင်ကအသက်28နှစ်ရတရုတ်မျိုးသားဟာလဲတန်းကြွတတိဘွားကနေလဲခံရလို့စင်းသားဘွားရောက်ခဲ့တဲ့ တတိယနာမည်ကြီးခဲ့ပါလေအဖြစ်မှန်သိတော့ဖခင်ဟာသားအတွက်ပြင်ဆင်ပြီးအသင့်တွေတိုက်ခတ်သုံးလမ်းပြီးကပြန်ပြီးတော့သားဖပူပေါင်းခဲ့ပါလေအခုဂျပန်ကဆင်းရဲလာတဲ့ကာသမဖြစ်ကတော့မိဘတွေပြန်မမြင်ရလို့ပိုပြီးစဉ်းစားပါလေဒါကြောင့်ဆေးအုပ်မှာကလေးမွေးသူတွေနဲ့အထူးသတိထားဖို့လိုတယ်လို့ပြောချင်ပါလေ